အင်အားအကြီးဆုံးစစ်တိုင်းလို့ပြောလို့ရမယ်ရမကစစ်တိုင်းလည်းမရှိတော့ဘူးတိတ်မကြရင်နာမခထပ်ပြောသွားတယ်14တိုင်းမှာ17တိုင်းပဲပေါင်းဆောင်လို့ရမယ်စစ်တိုင်းမစုံတော့တဲ့ပထမဆုံးတော့ တော်လည်းပြိဖြစ်လာပါဘောနော်အမြောက်ကလာတဲ့တက်ခွဲတွေပါလေဆိုစိတ်ယုတ်တယ်လို့ပဲအရန်တကယ်ကိုအဲချိတော့တာတော့မှအမှတ်စင်နေပါရဲ့အမှတ်စင်ပြတော့တာအဲဒီနေ့ကတော့မရတော့ဘူးဒါမျိုးတွေမရတော့ဘူးဒီကြောင်လေးကဟိုအပေါ်ဘူးအောက်ဘူးနဲ့မင်းအောင်လည်းပြောတယ်မင်းကနားအပူပြင်းအပေါ်ကဒရုန်းဘူးရော့ကက်အပူတွေပါသူကကြောက်အောင်မှဆိုတော့ဒီဆိုပြပြနဲ့ဖြစ်မဲ့အနေထားတွေတော့ဒီနေ့မပိုတွေ့လာမယ်လို့တော့ဒါပြောလို့ရတယ်နော်ဘောနော် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြည်သူ့ပန်းတိုင်ရဲ့အပတ်စဉ်ပြုလုပ်နေတဲ့ပြည်သူ့စစ်သားစကားဝိုင်းအနေပြီးတော့ကျေးဇူးပါတယ်ဒီဒီဘက်မှာတော့ကျွန်တော်တို့အခုလာမဲ့ Messlot 29ရက်နေ့မှာကျင်းပပြုလုပ်မဲ့ဒီစစ်ကောင်စီပြင်ဆင်နေတဲ့ပေါ့နော်82မြောက်တမတော်နေ့စီပြအခမ်းအနားပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒေါ်လာရင်းအဒေါ်လာရင်းနေ့အခမ်းအနားလည်းဖြစ်တယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ဒါတမတော်နေ့အခမ်းအနားအနေနဲ့ပြင်ဆင်လို့ဆောင်ကြာရှိပါတယ်ဒီလာမဲ့တမတော်နေ့အခမ်းအနားပေါ့နော်စီပြမှာဘယ်လိုမျိုး အခင်းချင်းတွေပြင်ဆင်လာနိုင်လဲတွေးပြင်ရနိုင်လဲပေါ့နော်ဒီလိုအကြောင်းရတယ်ပြီးတော့ဒီတက်မလို့စီပြအဲပြီးတဲ့အခါမှာရောစစ်ကောင်စီတက်တွဲမှာဘလို့အပြောင်းလဲတွေဖြစ်လာနိုင်တယ်လဲဘလို့အခင်းချင်းတွေဆက်ပြီးတော့အစ်စီနိုင်ငံရေးစီးပွားရေးပြင်ဟိုအွေနော်ပြင်ဆင်ချီလန်းလာလဲပေါ့နော်ဒီလိုအကြောင်းအရာတွေဆွေးနွေးဖို့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ပေါင်းဆွေးနွေးဖို့အတွက်တဲ့ CBN တက်မလို့တာနှစ်ယောက်ကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဒါတော့ကိုယ်လည်းပြိမ့်ဆက်ပြီးပေါ့မင်္ဂလာပါဗျာကျွန်တော်တို့အခွင့်အရေးကြီးဝင်လာဦးပါ အဲကိုစိတ်ထဲလို့လည်းခုတ်ပါတယ်ဗျ။ဟုတ်ကဲ့။ရှင်လည်းမိတ်ဆက်ပြပါဦး။ဟုတ်ကဲ့မင်္ဂလာပါညီမကတော့အင်းလေးလေထုံးပါရန်ကုန်တိုင်းနေစီတန်လောက်လာတဲ့တက်ချက်ကြီးတယောက်ပါ။ဟုတ်ကဲ့။ကျွန်တော်ကျွန်တော်တို့ဟောတော်လံပြည်သူမိဘပြည်သူတွေပေါင်းလိုက်ပါတော့ကျွန်တော်ဆွေးနွေးချက်အဲတရားနေမှာအပောင်းဝင်အကြံပြုချင်တာမိမိအဲမှတ်ချက်ပြုလို့တဲ့အကြောင်းအရာတွေကိုလည်းအပေါင်းစနေမှတ်ချက်ဟိုအကြံပြုပေးကြဖို့ပေါ့နော်။ကျွန်တော်ထပ်ပြန်ပြီးတော့တိုက်တွန်းလို့ဆိုခြင်းနဲ့ပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ပထမဆုံး ဒါကိုကိုလည်းဟိုပဲဒီဈေးပြအထွေကျုံလေးမေးခြင်းနေပေါ့နော်ကိုကိုတိုင်ရောဒီဒီဒေါ်လာလေး break လို့ခေါ်တယ်ပေါ့နော်တက်မလို့ဒီဈေးပြမှာပေါင်းချုပ်ခဲ့ဘူးလားချုပ်ခဲ့ဘူးနဲ့အဲ့ဒီအထွေကျုံလေးမေးခြင်းတော့မြောက်ပြီးပြီပေါ့ကျွန်တော်တို့ရှောက်ခဲ့ဘူးပါတယ်ပေါ့နော်တက်မလို့တွေမှာတာဝန်ထမ်းဆောင်နေစဉ်ကာလာတုန်းကပေါ့အဲတုန်းကကျွန်တော်တို့ဒီတိုင်းရိုးရိုးပဲဘာတာဝန်မှ heavy ကြီးကြီးမှမရှိဘူးအဲဒေါ်လာလေး break တော့ရရဲဆိုပျော်စရာကြီးတခုလိုပဲပေါ့နော် easy သွားတယ်အဲ့ဒီကာလာပေါ့အဲ့ဒီကာလာပေါ့အခုအချိန်မှမျိုးကတော့စိတ်ရင်းစရာကြီးဖြစ်သွားတော့ဒါပေမဲ့ပြောစရာတာပြောတာပါအပေါ်ဘူးအောက်ဘူးပဲလေရှောက်ဘူးရင်အမဖနက်တွေကစီအပေါ်မှာတန်ခမောက်ကြီးရဆောင်နေရဘူးလူတွေကတော့အများကြီးပဲပေါ့15ရောက်တန်း15တန်းလောက်ရှိမြေပေါ့တက်ခွဲတက်ခွဲတက်ခွဲဆိုလူ200ကျော်လောက်ရှိမြေပေါ့နော်ဆိုတော့အဲ့လိုတက်ခွဲကြီးပဲကွာအများကြီးပဲ9ခွဲ9ခွဲစစ်ကြောင်းကလည်း9ကြောင်းလောက်ရှိရပေါ့နော်ဒီတအားကြီးဒီခု လာမဲ့ဒီ2025မှာဒီလိုမျိုးဟိုလက်လက်ပပကောင်းကောင်းမွန်မွန် heavy ပေါ့နော်စိတ်အားထက်သန်စွာနဲ့ဒါမျိုးတွေမြင်ရမှာမဟုတ်ဘူးတေးကြတယ်အဲ့ဒါတော့โอเคကျေးဇူးပါရင်းလေးရောအတွေ့အကြုံလေးနဲ့မြောက်ပြောပြပေးပါ um ညီမလေးကတော့၃နှစ်ပေါ့သင်တန်းသားဟောဟွာတွေကဒီစေးပြရှောက်လာတာပေါ့နော်အာဒီ85နှစ်ပြည့်လို့ဘာလို့ဆိုလဲပထမ ဒီတော့2020မှာပြည်တော့ကိုဗစ်နဲ့ဆိုတော့တိတ်မလျှောက်ခဲ့ရပါမယ်။တွားကျင့်ခဲ့ရတယ်မှာပါတော့သုံးနှစ်လောက်ရှိရပေါ့ဒီထွက်လာမယ့်နှစ်မှာဆိုလည်းပါတယ်ပေါ့နော်။အဲလျှောက်ရတဲ့အတွေ့အကြုံကတော့အကိုပြောသလိုပဲလူကပုံနေရပေါ့အရေးကြီးလည်းပြတ်တယ်။ဒီနောက်ပိုင်းမှာသာပုံစံကြောင်းသွားပြီမယ်။အရင်တော့ကကြတော့အဲ့လိုမနှက်အစော်ကြီးဟုတ်တယ်တပ်ပေါင်းကွင်းကို morning sorry နှစ်နာရီလောက်တည်းอ่ะဟုတ်တယ်ကားကားတွေပေါ့တက်သွားကြလာကြနေဆိုတော့အရေးတွေလည်းပြတ်တယ်။ तू อ่ะ အရင်ပထမအသင်တန်းသားဘဝနဲ့ရှောက်တုန်းကကာလာရဲ့ဆိုတတ်တာရဲ့ဒါပေမဲ့နောက်ပိုင်းရောက်လာလေ85နှစ်ပြည့်လို့ဘာလို့ဆိုလို့ရှိရင်အဲ့ဒီတပ်ပေါင်းခွင့်ယူနေတိုင်းလို့လို့သွားမနဲ့အစိုးရတွေသွားရအဲ့လိုပုံစံမျိုးပေါ့နော်အဲဒီရကြလေးစစ်တီတွေကြတော့သူတို့ကအဲဒီရှေ့တန်းနေရာနေနားပြီးပြန်လာတာတွေရှိတယ်သူတို့အတွက်ကဒါကအနာယူစရာပဲဖြစ်တယ်မိန်းကလေးတွေကြတော့မတူဘူးပေါ့နော်ဒါမိန်းကလေးတွေကတိုင်းမှာအေးအေးဆေးဆေးနေနေရတဲ့ အနေထားနေပြီးတော့စီရောက်သွားတယ်စီပြောက်သွားပြီးတော့ဟိုမှာအပူခံနေရငရဲခံနေရသလိုပဲเนาะဘေဘွားဟိုကျွေးရလဲဆိုပုံစံမျိုးရင်းနဲ့အဲရှောက်နေတဲ့ကာလမှာတော့တိမ်ကြရရှိတာပေါ့เนาะမတော်ခင်ဟိုကျွန်တော်တို့လေတဲ့ထဲမှာကျတော့ဈေးခွက်ဈေးခွက်ဖြစ်နေအာတွားတွားလိုက်မယ်ငါးလိုက်မယ်ငါးမလိုက်ချင်ဘူးအဲအဲ့လိုမျိုးပေါ့เนาะဈေးခွက်တွေဖြစ်ပြီးငှားငှားတဲ့အဆင့်တွေပါရောက်လာလေစီးရောဈေးခွက်ဈေးခွက်လေးတွေအဲ့လိုမျိုးပေါ့เนาะ အရောင်းဝယ်လည်းရှိတယ်။ရောင်းဝယ်ရင်းအခွေတွေကကိုသားလူသားတို့ထည့်ပြီးတော့လိုက်မယ်ဆိုရင်ပတ်သက်ဘလောက်နဲ့ဒါလည်းတူတူမှကြည့်တယ်ပေါ့နော်။ Okay ဆိုတော့အရင်တော့တော့တော့ဆေးပြားတွေအကူစီ၆ခေရတယ်။အဲဒါမှမဟုတ်အရင်တော့အပေါ်ဘူးအောက်ဘူးကတော့ယာတိဥဒုပူမဲအောက်ကလည်းကိုယ်လေးနဲ့ပူမယ်။အခုတော့မကောက်တော့ဘူး။နောက်ထပ်အပူတစ်ခုပေါ့ထထုတ်လိုက်မလုံးကြုံမှုစည်ရေးဖီကအပူပါဘယ်အချိန်ပြစ်မလဲဆိုအပြစ်ကမ်းမလဲဆိုတော့အပူပါအပူတကယ်ဘလို့မှခြောက်လွဲလို့မရတဲ့ ပူပေါ့နော်ဒါတွေပဲထပ်ကြုံလာမှာဖြစ်တယ်။ရှောက်ဖို့အတွက်ပေါ့သူတို့ပြောတဲ့တမရုံနေပေါ့ဒီမှန်တော့ဒါတမရုံနေမဟုတ်ပါဘူးကွနော်။ဒါပြည်သူတွေအကုန်လုံးရဟန်းပြည်သူအကုန်လုံးနဲ့ဆိုင်တဲ့ဒေါ်လာရင်းတွေပေါ့ဖက်ဆက်ကိုတိုက်ပြီးခဲ့တဲ့ဒေါ်လာရင်းတွေပေါ့နော်။1945မလ29ရက်မှာတတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဟိုအားလုံးကကိုစီပေါ့နော်ဒါဟိုတူတူကြုံဖြတ်တန်းခဲ့ရတယ်ပေါ့ဒီနှစ်ပေါ့ဒီနှစ်ကတော့80အဲနှစ်မြောက်ပေါ့နော်80ပြည့်နှစ်လေးဖြစ်တယ်ပေါ့အဲ့တော့ဒါတော်တော်ကိုချီးလေးရတဲ့တမိုင်းကြောင်းလည်းပြောတယ်ဒီနှစ် တက်မလို့နေစီးပြမှာပေါ့ဘာတွေထူးထူးခြားခြားပြောင်းလဲလာမယ်လို့မြင်နေပေါ့ဆရာဘိုးနဲ့မြန်မာဆင်ဘာတွေဘလို့အခင်းချင်းနေဖြစ်လာနိုင်လဲမနေ့ကလောက်နေစပြောင်းတာပေါ့နော်မနေ့ခင်ပိုင်းနဲ့ညနေခင်ပိုင်းပြောင်းသွားတာမျိုးတွေအဲဒီအမျိုးမျိုးပဲပေါ့နော်ဒီဒီဟိုဟာထင်ထင်အောင်ထင်မှားဖြစ်စေတာမျိုးတွေလေဖြစ်စေတော့ဒီအင်အားတစ်ခုရပြီးသွားတော့ဟိုပေတင်ကိန်းကန်းတွေရလဲဖြစ်ကောင်းလဲဖြစ်မှာပေါ့ဒီနေရာတွေတအားယုံကြည်တဲ့အပိုင်းတွေလည်းရှိသေးတယ်ဆိုတော့ ကျွန်တော်အတင်ကျွန်တော်ဟိုဟာပြောရရင်တော့အခုရှေ့မှာတိုက်ပွဲတွေအများကြီးနဲ့ဟိုဆုံးရှုံးမှုအင်အားတွေအများကြီးဖြစ်လာတာကိုဖုံးပြီးဖို့အတွက်ပဲဒီညနေပိုင်းအောင်ရွေးတယ်လို့လည်းမြင်တယ်အဲပြီးတော့ဒီပါပါပြီးတော့ရှောက်နေတဲ့လူတွေထဲမှာတအားကြီးစိတ်အရေတွေပြေဝတာမျိုး ရှိပါရှိတာမဟုတ်ဘူးလို့ကျွန်တော်နားလဲတယ်ဗောနော်အခုအရန်ပဲဟိုစစ်တီအင်အားတွေဆုံးရှုံးနေတာဖြစ်တဲ့အတွက်ဟိုပေါ်တင်တစ်မျိုးဟိုပေါ်တာဆွဲတာတစ်မျိုးဗောနော် စာထုတ်ပြီးတော့တမျိုးနီးမျိုးမျိုးနဲ့ဒီအင်အားဖြည့်ဖို့အတွက်ပြင်ဆင်နေရတာပေါ့နော်ဆိုတော့ဒီယာကြီးကဟိုဒရုန်းလာပြတာတော့ဘာလို့လဲပြခြင်းလို့ညနေပိုင်းအောင်ရွှေ့ရလဲဖြစ်ကောင်းဖြစ်မှာပေါ့ဒီဒီယာတော့ဒါအကြီးထူးထူးခြားခြားဟိုဘာတော့မထင်ဘူးပေါ့နော်ကျွန်တော်တော့ဟုတ်စီပြတော့မနစ်ကလိုပဲညနေပိုင်းပဲ၆ဖူးများနေတာပေါ့နော်အဲဒါပဲသူတို့ထုတ်ပြချက်မှာတော့ယာသီးဥကြောင့်လို့အကြောင်းပြရင်မလို့ယာသီးဥတခုလေးတော့မဆိုင်ဖြစ်နေတော့ဘူး ောက်တစ်ခုကလည်းကျွန်တော်တို့ထင်တယ်ဒါကိုယ်နဲ့ဆွေးနွေးတော့သလိုပဲအင်ဒီအားဖြင့်အဲအင်အားထုတ်ထုတ်ပြီးတော့မှလေ့ကျင့်နိုင်တဲ့အနေအထားလေးတွေ့ရအောင်တွေ့ရအောင်ထင်ပါတော့ပြီးတော့ဒီနေ့ဆိုလူကြကြစစ်တိုင်းရလည်းမဆုံတော့ဘူးဟုတ်လားဒီသူတို့ရဲ့အင်အားအကြီးဆုံးစစ်တိုင်းလို့ပြောလို့ရမယ်ရမကစစ်တိုင်းလည်းမရှိတော့ဘူးနဘာခအနောက်ပိုင်းတောက်လျှောက်တိထားလောက်နားရလောက်ဒီရမခဆိုတော့တော်တော်ကြာဖို့ခက်တဲ့အရာမျိုးခက်တဲ့အကောင်းတဲ့အရာမျိုးเนาะ အခုတိတ်မကြရရင်နာမခထပ်ပြောက်သွားတယ်ကျွန်တော်နောက်ပဲ14တိုင်းမှာ12တိုင်းပဲပေါင်းဆောင်လို့ရမယ်အဲစတိုင်းမစုံတော့တဲ့ပထမဆုံးတော့အဲတော်လေးပြစ်လာဖြစ်လာတော့ဗောနော် Okay အဲ့တော့ကိုရင်းလေးရောဒီနှစ်စီးပြောက်မှာမနစ်ကဆိုတဲ့အဲအမျိုးသမီးစီချောင်းတွေတော်တော်များများတွေ့တာဗောဒီနှစ်ကဘယ်လိုထူးထူးခြားခြားအခြေအနေတွေတွေ့မြင်ရလာလဲဟုတ်အဲအဓိကကတော့သူတို့ဒီဂျုံတွေကို ချပြမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အရင်နှစ်တည်းကမပါပဲမဲ့သူကပုံမှန်စီးရေးပြမှာဆိုလို့ချင်းသူကဒီနိုင်ငံတကာကိုဖိတ်ထားတာရှိရပေါ့နော်ရှိတော့သူတို့အဓိကလုပ်တဲ့ဟာဒီနိုင်ငံတကာကိုငါတို့ရဲ့တက်မတော်ကဘယ်လောက်ထိခင်မီသူတို့ပြောရဲ့ standard army ပေါ့ဘယ်လောက်ထိဟိုဟာဖြစ်တယ်ဆိုပုံစံမျိုးပြချင်တာဖြစ်တဲ့အတွက်သူက လက်နက်အသေးစူးစောင်းထားတာရှိမယ်ဒီဆေးပြားမတိုင်ခင်ဒီတော်လိုင်းနေအဲတက်မတော်နေမတိုင်ခင်မှာလှုပ်ထားရရှိတယ်ဒါတွေကိုသူကဒီပွဲမှာချပြတဲ့ပုံစံမျိုးတွေလှုပ်တာကိုအဲညီမတို့နောက်ဆုံးရှောက်ခဲ့တဲ့အခေါက်မှာဆိုသူတို့လက်နက်တရတစ်ခေါက်နဲ့တစ်ခေါက်မတူတာရှိရပေါ့နော်ပုံစံပြောင်းသွားရတယ်ဒါကအသေးဘလို့ဝင်တာဆိုတဲ့ပုံစံမျိုးတွေရှိတယ်သူကနိုင်ငံတကာကိုသူငါတို့ကအင်အားဘလောက်ရှိရဆိုတဲ့ပုံစံမျိုးနဲ့ဖိမ့်ဖိမ့်ပေါ့နော်ဖိမ့်လုံးတုံးပြီးတော့ပြတဲ့ပုံစံမျိုးတွေဆိုတော့အဲ အဲဒီဒီနှစ်မှာလည်းအဲ့လိုမျိုးပြရတဲ့ပုံစံမျိုးရှိကောင်းရှိလာနိုင်နေပေါ့နော်ဥပမာလင်းရင်အစ်တတတော်ဝင်တဲ့ပုံစံမျိုးဒါမျိုးတွေလှုပ်လာနိုင်နေပေါ့နော်သူကပုံမှန်အဖြစ်ကအဲဒီလီဒီခုံစင်းတာရှိမယ်လင်းရင်အပေါ်ကနေအလေးပြည့်ရဲ့အချိန်ပြန်သွားတာမျိုးတွေရှိတာ哦ပြီးတော့ဒီ ဖြစ်ကြောင်းအဲဒီလျှောက်တဲ့အချိန်ညနေပြောင်းလိုက်တာကြတော့မနစ်ကဟာမှာထူးထူးခြားခြားဒီအင်အားနေသွားတယ်ဘာလို့ဆိုတော့မင်းကလေးစစ်ကြောင်းနေအများကြီးပါလို့ဖုံးကွယ်ပုံစံမျိုးဆိုပြောပြောကြရပေါ့နော်ပြီးတော့ပုံမှန်အရင်တော့ဆိုမင်းကလေးစစ်ကြောင်းကအဲဒီတစ်ခွဲနှစ်ခွဲအလွန်ဆုံးသုံးခွဲပေါ့နော်အဲ့လောက်ပဲပါတယ်ပြီးတော့အင်အားတက်ခွဲကို300ဝန်းကျင်လောက်ရှိရဲ့ဒါပေမဲ့ဒီ85နှစ်မှာကိုဗစ်ကြောင့်မလျှောက်ရဘဲနဲ့ဒီ86ရောက်တဲ့အချိန်မှာကျတော့သူက အဲ့မှာတည်းအင်အားယော့လာအရင်တော့ကဒီဒီဒီတခွဲဒီဒီဒီစစ်ကြောင်းတစ်ခုလုံးပေါ့နော်စစ်ကြောင်းမဟုတ်ဒီတပ်ပေါင်းတစ်ခုလုံးတပ်ပေါင်းစုတစ်ခုလုံးကတောင်းကြော်ရှိပေမဲ့တဖြည်းဖြည်းနဲ့အခုနောက်ပိုင်းမှာဆိုအင်အားတိတိတတောကြလာတယ်ဒါအဲဒါအပြင်မှသူကဟိုရာဆိုရာတက်ခွဲလိုက်ဒါအဲနတ်ဆိုနတ်တက်ခွဲလိုက်အဲအဲ့လိုပုံစံမျိုးစေးဆိုလဲစေးတက်ခွဲလိုက်သူအဲ့လိုမျိုးတွေတက်ခွဲတွေကောက်နှုတ်ပြီးတော့အမျိုးသမီးတွေကိုပို့ပြီးတော့အစားထိုးလာဖို့ပေါ့နော်မနစ်ကထိုးတာထက်ကိုလည်းပို့ထိုးနိုင်တယ်ပြီးတော့ ဒီစစ်တိုင်းစုံတဲ့ကိစ္စပါနော်စစ်တိုင်းမစုံတာအရင်တော့စုံတယ်ဟိုမိန်းကလေးတွေကတော့မစုံဘူးဒါပေမဲ့ယောက်ျားလေးတွေပါလာရရှိပြီမယ်ဒီနေ့မှာခုနပြောသလိုတိုက်စစ်ဌာနချုပ်တွေကြာသွားတဲ့အတွက်မပါနိုင်ဘူးပေါ့နော်အရင်ကလေအဲဒီတိုက်ပွဲအခြေအနေတွေကြောင့်ဒီရမခါတို့ဒီဟာလခါတို့ဒီရှမ်းပြည်ဘက်ကတက်တယ်ဒီတိုက်ပွဲပြင်းထန်နေတဲ့ဒီအမ်ဘက်ကဒီနာပါခါတို့ဒါမျိုးတွေဆိုလို့ရှိရင်သူတို့ မလာနိုင်ဘူးပေါ့နော်လန်ခီအခြေအနေကြောင့်အနည်းနာမှာရှိတဲ့တက်တွေဒီလက်ယုံတက်တွေကအမျိုးသမီးတွေသူတို့တက်သားသေးရှိမယ်အမျိုးသမီးဆေးရေးရှိမယ်ဆေးရှိမယ်အဲ့ဒါအမျိုးသမီးဘိုးဘိုးတွေရှိမယ်ပေါ့နော်ဒါတွေကိုသူတို့ခေါ်ပြီးတော့အကုန်ထုတ်နှုတ်ပြီးလုပ်တယ်ရဲတွေဆိုလို့ရှိရင်လည်းသူတို့ကရဲအမျိုးသမီးစစ်ကြောင်းဆိုပြီးတော့စစ်ကြောင်းတစ်ချောင်းလုံးအစာထိုးလိုက်တဲ့ပုံစံမျိုးတွေပေါ့နော်ဒီနေ့လည်းအဲ့လိုပုံစံမျိုးပဲဖြစ်ဖို့များတယ်ပေါ့နော်အင်အားတော့မနစ်ကအထက် ရောဖို့ပဲရှိနိုင်တယ်ပေါ့ဟုတ် ပြန်ကြည့်မယ်ဆိုရင်အရင်တော့ဆိုရင်ပုံမှန်စစ်ကြောင်းတွေဟာသူတို့လူတထောင်ကျော်ပေါ့နော်တောင်းတထောင်တောင်းသုံးတောင်းလောက်ဒီအဲသူတို့ဒေါ်လိုင်းပရိတ်မှာအင်အားထုတ်လုပ်ပြီးတော့ချုပ်ခဲ့တာရှိတယ်ဒါတော့ဒီခြေလင်းစစ်ကြောင်းတွေဟိုလမ်းလျှောက်စစ်ကြောင်းတွေပြင်အဲလက်နေကြီးလက်နေငယ်ဟာတန်ချက်ကတင်းစုံတွေပေါ့နော်အမေရိကစားပြီးသူတို့ဒါတွေမပါတော့ဘူးမပါနိုင်တော့ပြီးတော့အင်အားလည်းအမေရိက8000လောက်ပဲထုတ်လို့ဒါတော့မှဒါသူတို့ရရမျိုးချစ်ကုန်ပြီးထုတ်လို့ထားအဲ့ထဲမှာမှအမျိုးသမီးစစ်ကြောင်းက မျိုးလူတစ်ခွေအင်ကနှစ်ထောင်လောက်ထည့်ခဲ့တာကိုတွေ့ရတယ်မဟုတ်လားဒါအစစ်သားအမျိုးသမီးစစ်တီဒီနေ့ပိုပြီးများလာတယ်ထင်ပါတယ်ဟုတ်တယ်ဒီနေ့လည်းမျိုးသမီးတွေကိုပို့ပြီးတော့အင်ကတော့စစ်ရုံးကမျိုးသမီးအကုန်ကျွန်တော်တို့ရေနှုံးကရှောက်တုံးကဆိုရင်အော်အမြောင်ကလာတဲ့တက်ခွဲတွေပါလေဆို စရုပ်တွေလိုပဲအရန်တကယ်ကိုအဲချွေးတုတ်တာတော့မှအမစင်နေပါရင်အမစင်ပဲတုတ်တာအဲဒီနေ့ကတော့မရတော့ဘူးဒါမျိုးတွေမရတော့ဘူးဒီကြောင်လေးကဒီနေ့ဟိုမှာဒါအင်းကရရမြဟို အခုလာရမယ့်စစ်ကြောင်းတွေအကုန်လုံးကတိုက်ပွဲစုံတွေရနေပြီဖြစ်ပဲအရှိပဲပြရတဲ့သဘောမျိုးလောက်ပဲတိုက်ပွဲစုံတွေကလာတဲ့လူတွေလူကြီးပဲဖြစ်နေပြီဒီကြားထဲဟိုအပေါ်ဘူးအောက်ဘူးနဲ့မင်းအောင်လည်းပြောတယ်မင်းကနားအဘူးပြင်အပေါ်ကဒရုန်းဘူးရော့ကက်အဘူးတွေပါသူကကြောက်အောင်မှာဆိုတော့ဒီဟိုဟိုဘောနောချွေးတုံးနေတော့မှာဆဲရုပ်လို့မတုံးနေတော့အကြောက်တရားနဲ့ဟိုနော်ဟိုပြာပြာဆိုပြာပြာနဲ့ဖြစ်မဲ့အနေထားတွေဒီနေ့မှပိုတွေ့လာမယ်လို့တော့ဒါပြောလို့ရတယ်နော်ဘောနောโอเคဆက်ပြီးတော့ဘောနောအဲဒီတစ်ခေါက်တော့ရင်းနေကိုမေးခြင်းနဲ့ ်ဒီနေ့စီးပြမှာလဲ main online သူကြီးကြီးကျယ် main ခွန်းနေဒါစစ်ကောင်းဆောင်နေလဲသူဘာပြောလာနိုင်လဲမနော်ဒီနေ့စီးပြမှာသူတဖွဲ့ဝင်တွေဘယ်လိုမျိုးအကြောင်းအရာတွေကိုထည့်သွင်းပြောလာနိုင်မလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောပြပေးပေါ့ main online ကတော့ဒါ main ခွန်းပြောသူကိုယ်တိုင်သူအုံနောက်တဲ့ထုတ်ထားရမှာမဟုတ်တာလीနော်တင်ပြတာဖတ်မယ်စာရွက်ထဲမှာပါလာတာဖတ်မယ်ဒီလိုမျိုးပဲ သွားနေကြဆိုတော့ဗောနော်အဲသူပြောမဲ့ဟာတွေကတော့အဲဒီအရင်သူမင်ကုန်းသူပွဲတွေမှာမင်ကုန်းပြောတယ်လို့ပါပဲဒါဒီတက်မလို့ယူပြူခွဲအောင်ဒါတိုင်းရင်းသားတွေနောက်အခုကြအရင်ကတော့တိုင်းရင်းသားတောင်းကျင်းသူတွေဆိုတော့ပုံစံမျိုးတော့အခုကြတော့ PDF တွေ PDF ဖြတ်တွေပေါ့အဲဝိုင်းပြီးတော့အဲဝိုင်းပြီးတော့အဲလုံနေတဲ့အတွက်အဲဒီတက်မလို့က အဲအင်အားကြီးနေလာတယ်ဒီလိုတွေဖြစ်နေတယ်နိုင်ငံကဒီလိုဖြစ်သွားတယ်ဒါကြောင့်မလို့ဒါဒါတွေကိုအခြေမုံမှုပြပအကိုတို့ဒါမျိုးတွေသူပြောရွေးကောက်ပွဲအကြောင်းတွေထည့်ပြောမယ်အဲဒါပါပဲသူ့ရဲ့မိန်ကောင်ကတော့ပုံမှန်အတိုင်းလို့သူရွေးကောက်ပွဲပြောမယ်ပြဖြတ်တယ်လို့လို့သူတို့ဒီလိုအခြေအနေတွေကြုံနေရတဲ့အတိုင်းပြည်ကဒီလိုဖြစ်နေပါတယ်ဆိုရယ်ပုံစံမျိုးပြောမယ်နောက်ပြီးရင် ဒါတက်တွင်းမှာစီလုံးညီညွတ်မှုရှိကြဖို့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲဒီအသက်ပေးသွားရတဲ့ဟာတွေဆိုလို့ရှိရင်လေဒါအတိုင်းပြည်ကိုကောက်ခေတာဖြစ်တဲ့အတွက်ဘယ်လိုမြင်ကြအောင်ဆိုအဓိကတော့သူ့ကိုကောက်ခေပေးဖို့ပေါ့နော်အဲပြိပအာကိုဆိုတဲ့ပုံစံမျိုးနဲ့ပြောမယ်ဆိုလေအဓိကအားကိုးနေတာဘသူတွေလဲပေါ့နော်အခုပဲကြည်ရုရှားကိုသွားတယ်ပူတင်ကိုကြွမင်းနဲ့နိုင်ခဲ့တယ်နိုင်ပြီးတော့အဲနိုင်ပြီးတော့ကိုယ်နိုင်ငံမှာရှိတဲ့အရေးမြစ်တွေကိုထိုးပေးပြီးတော့သူလူချင်းနာရဖို့သူ့ရဲ့အာဏာဆက်ပြီးတည်မြဲဖို့အတွက် အဲလှုပ်ဆောင်ခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ဟိုဘသူကပြပအားကိုလဲပေါ့နော်ဒါမျိုးလေးတွေ့ကျင်တာပေါ့နော်သူ့ရဲ့မိန်ကုံးနေနားထောင်ရတဲ့အခါရွေးကောက်ပွဲဆိုလေသူကတော့ဘလူးဝဲနေနေသူ့တက်ကဖြစ်မယ်သူသူ့ရဲ့ရီမန်းချက်ကဘလူးဝဲနေနေသူတမတာဖြစ်ဖို့အတိုင်းပြီးရောအခုထိဝင်ကြီးချုပ်လဲသူတက်ချုပ်လဲသူဒါမျိုးတွေလုံနေပြီမယ်သူကမကြည့်နဲ့သူတရားဝင်တမတာဖြစ်ချင်သေးရဒေါ်ဂျူလာလင်းလဲသူလင်းတော့တမနာလဲသူအဲသူအကုန်လုံးသူပဲပေါ့နော်โอเคအဲ့တော့ကိုင်းနိုင်လဲထပ်ပြပြီးတော့ပြောပြပါ သူ့အနေနဲ့ထပ်ပေါက်တိတ်မရှိတော့ဘူးလို့တော့ထင်တာပဲဗောနော်ကျွန်တော်တို့သတင်းတွေဖတ်ရလောက်ကျွန်တော်သိရလောက်မြေပြင်ဒီသတင်းတွေရနားလဲတာဗောနော်သူကဘာပဲဘလောက်ကြီးပဲခင်းချင်းပြခင်းချင်းပြဘလို့ကြီးပဲပြင်ဆင်နေပြင်ဆင်နေအာခါသက်ကပြတ်နေပါပြီဗောနော်တက်မလို့ရဲ့ခါသက်ကပြတ်နေပြီကျွန်တော်တို့တကယ်အခုကျွန်တော်ဟိုလက်ရှိနောက်ထပ်ထပ်ပြီးတော့ဒီတဲ့ဟိုသူအလုတ်ကောင်းကောင်းလုပ်နိုင်ဖို့ဆိုတာတကယ်ကပ္ပစီတီရှိတဲ့လူတွေမရှိတော့ဘူးလို့ပြောနေတာဗောနော်တတ်ထဲမှာလည်းဒီ ကျွန်တော်တို့ကြောင်းနေဆိုတာဒါခါစကလာတဲ့ကြောင်းနေဗျာအဲပြီးတော့ဒီအခုပေါ်တာတွေရန်ဆွဲအိမ်မှာ train နေရတဲ့ဟာတွေကလည်းတကယ်တမ်းစိတ်ပြေဝရတဲ့ဟာမျိုးတွေမဟုတ်ဘူးဆိုတော့သူတို့ကအလားလာဘလုံးမကောင်းဘူးကောင်းလားဆရာဟုတ်ကောင်းလားဘူးလည်းမရှိဘူးကောင်းလားဘူးလည်းမရှိဘူးဟုတ်ဆိုတော့ဒါပြန်ချုပ်ပြောရင်တော့အဲဒီ online ပြိမာတော့သူအများကြီးဒါနိုင်ငံကြီးစကားတွေပါတယ်အများကြီးဘာလို့မှ သူတက်တွင်းကိုပြန်ပြီးတော့မော်ရီပေးခြင်းပေးမယ်စီယိုမယ်တိုက်တွန်းမယ်သခိုက်တော်အများကြီးပြောလာနိုင်တာပေါ့နော်လာရွေးကောက်ပွဲကျင်းပဖို့ပါဝင်ကြဖို့ဖြစ်အောင်လုပ်မယ်ပါညာဒီကိုဒီလမ်းပေါ်ပြချောက်လမ်းမယ်ဒီပါလေပြောစီယိုရေးတော့စင်ကောင်းစင်ပါဒီရုရှားသွားတော့မှသူတစ္ဆာမဖောက်ဘူးပဲကြောက်ပြီးတော့သူကရှောက်ပြောသွားတာတစ္ဆာမဖောက်ကြဘူးဟုတ်လားတရားတော်စစ်ကိုအောင်းနဲ့ဆင်နွှဲကြဖို့အောက်အောက်အောက်ကလူကျင်းထဲခိုင်းမဲ့အကွက်တွေနဲ့ပေါ့နော်အောက်ကိုပြန်ပြီးတော့စီယိုမယ်စကားတွေပဲဒါအများပြားဒီသူ့ရဲ့မိကလော်ဒါတွေပဲတုံးလာတာပါ အဲဒီအကြောင်းအရာတွေလွှမ်းမိုးနေနိုင်တာပေါ့နော်โอเคအဲ့တော့ဒီတို့အကြောင်းအရာလိုပဲဒီတက်မရိုနေစီးပြားမတိုင်ခင်ဆိုရင်တို့အမေအဲသူတက်ကိုမော်ရီပေးချင်းပြန်လုပ်တဲ့ဝါရာပြန်တဲ့စကားလေးရုပ်တန်ဇလန်းနေလဲအာဒါစစ်တက်ကလိုလို့စင်ပေါ့နော်အဲ့တော့ဒီနေ့ကောထူးထူးခြားခြားဘလို့ဝါထားပြစကားတွေထွက်ပေါ်လာနိုင်တယ်လေပြောပြပေးပါဦးအာဒီနေ့ကတော့သူကတစ္ဆာမျိုးဆက် ဆိုတဲ့ဟာနဲ့ပေါ့နော်အမင်းသားမင်းကြီးတယောက်ဆောင်နေတော့ထုံးစံအတိုင်းဒီစစ်ကားတွေရိုက်နေကြလူတွေပဲပေါ့ခန့်စီသူတို့မင်းကြီးလာဦးလို့သူတို့ထောက်ခံတဲ့လူတွေပဲပေါ့နော်အဲဒီကားထဲမှာဆိုတော့သူကအဲဒီဇက်ကားရဲ့နာမည်မှာတဲ့တစ္ဆာမျိုးဆက်တော့ဒီစစ်သားရဲ့သားသမီးတွေပေါ့နော်သူတို့တစ္ဆာခံတဲ့လူတွေရဲ့မျိုးဆက်တွေတက်သေးဝင်ကြဖို့ဆိုတဲ့ပုံစံမျိုးဇလန်းရဲ့ဒီအဲအများကြီးတော့မကြည့်ခဲ့ဘူးပေါ့နော်ထွေလာကြီးကြည့်ရသလောက်ဆိုလို့မျိုးဆိုလို့ရှိရင်သူကအဲဒီဇလန်းထဲမှာဆိုအဲ သူစစ်သားရဲ့တာသမီရပဲဒီတဲကိုဝင်ကျင်လို့ရှောက်ရှင်လို့ဆိုရယ်ပုံစံမျိုးတွေအဲသူထည့်ထားမျိုးပေါ့နော်အစ်စ်သားသားသမီးတွေလည်းကာကွယ်ဖို့တာဝန်ရှိရယ်ဆိုရယ်ပုံစံမျိုးဒီစစ်သားသားသမီးတွေကိုပြစ်မှတ်ထားတဲ့ပုံစံမျိုးလို့အဲယူဆလို့ရရယ်နောက်ပြီးတော့ဒီစစ်သမီးတွေထည့်လာပါပေါ့နော်အရင်ကမထည့်ဘူးလားဆိုတော့ထည့်တယ်ဒါပေမဲ့ဒီဇက်ကားထဲမှာကြတော့ဒီစစ်ကြောင်းထဲမှာလေးချင်းတဲ့ပုံစံမျိုးတွေစစ်တပ်ထဲဝင်ပြီးတော့ဘယ်လို အဲသူတို့အခက်ခဲခက်ခဲခဲ့တာမျိုးတွေဘလွေလေးချင်းခဲ့ရတဲ့ဆိုတဲ့ပုံစံမျိုးတွေဒါစစ်သမီးတွေအကြောင်းကိုလည်းအဓိကရိုက်ပြထားတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့အခုစစ်မှုထမ်းဥပဒေရဆွဲတာရရှိတယ်ယောက်ျားလေးတွေကိုပေါ်တာဆွဲတယ်ဖမ်းဆီးတယ်အကြောင်းမျိုးမျိုးနဲ့ဘလွေအနေနဲ့သူတို့ဟိုတတ်မှတ်လူကြီးပြရမရရတဲ့အနေနဲ့လှုပ်ပြီးတော့သူတို့ ဒီအမျိုးသားစစ်မှုထမ်းတွေရအောင်လုပ်ပြီးစစ်မှုထမ်းဥပဒေအသက်ဝင်အောင်လုပ်ခဲ့တဲ့အပိုင်းလေးရှိရတယ်။ဒါပေမဲ့မိန်းကလေးတွေအတွက်ကဆင်းရင်းကောက်တယ်အဲ့လိုပုံစံမျိုးထွက်နေပေမဲ့အခုချိန်ထိလောက်တာမရှိသေးဘူးပေါ့နော်။မရှိသေးတော့ဒီမိန်းကလေးတွေကိုလည်းဆွဲဆောင်တဲ့ပုံစံမျိုးလို့အဲယူဆလို့ရရပေါ့နော်။ဒီအပြင်မှာရှိတဲ့မိန်းကလေးတွေဒါတွေကိုကြည့်ပြီးတော့အဲဝင်ချင်စိတ်ပေါက်လာအောင်အဲ့လိုပုံစံမျိုးတွေပြီးတော့ အဲအမျိုးသားတွေလည်းပါတယ်ပေါ့နော်။သူကဒီအရင်တော့ဆိုကျွန်တော်တို့ TikTok ရေးပါတယ်သုံးခွင့်မပေးဘူး။ဒါပေမဲ့အခုဒီအာနာသိမ်းပြီးနောက်ပိုင်းမှာသူက TikTok ကိုပြန်ပွဲလုပ်ပြီးတော့ဒီစစ်သမီးတွေကိုပြန်ခိုင်းတာမျိုးတွေစစ်သားတွေလည်းပြန်ပွဲသူတို့ TikTok တော့တရားဝင်ဆော့ခွင့်ပေးတဲ့ပုံစံမျိုးတွေနဲ့လှုပ်လာတယ်။အရင်တော့ဆိုဗတ်စိတ်ပိုင်ရစားနင်းတို့အေးအေးယူခံရမှာတော့ဆိုတဲ့ပုံစံမျိုးတွေလာတာ ਉਹ အခုကျအဲ့လိုမဟုတ်သူကတရားဝင်ပြန်ပွဲလုပ်ပေးပြီးတော့ ဒီသမီးရင်းနဲ့ uniform လေးရင်းနဲ့ဒီ line ပေါ်မှာကြော့ကြော့လေးနဲ့ကပြနေရဲ့ဟာမျိုးတွေအဲလုတ်ပြနေရဲ့ဟာမျိုးနဲ့သူကဆွဲဆောင်တာ ਉਹ အခုလဲဒီစကားအဲ့လို အပိုင်းတွေပါနေတယ်ပေါ့နော်အအရင်တော့ရိုးရှင်းမနေဘူးပေါ့ပြီးတော့အရင်နှစ်ကအဲလုတ်ခဲ့တဲ့ပြခဲ့တဲ့စကားတွေဆိုလို့ရှင်လဲတက်ရှိ CEO ဆိုတဲ့ပုံစံမျိုးပေါ့နော်သူကအဲငါတို့အယူ CEO တို့ပြီးကာမဲတို့ဘာလို့လဲအဲ့လိုပြောတာဒါပေမဲ့အသေးခိုင်းမှုအသေးခိုင်းမှုရင်းတဲ့ ဝါရချင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အခုအခုကျတော့ဒီတရုတ်လုံခြုံရေးကုမ္ပဏီနဲ့တရုတ်ရဲ့အကျိုးကြီးပွားကိုကာကွယ်ဖို့ဆိုတရုတ်နဲ့ညှိနှိုင်းပြီးတော့သူလိုချင်တာရဖို့သူအဆင်ပြေဖို့ဒီဒီမဲကောင်ထိုက်ဒီအစည်းအဝေးမှာတည်းကသူတို့ညှိနှိုင်းခဲ့တဲ့ဟာရှိတယ်ဒါပေမဲ့အခုဆိုအဲ့ဒီအဖွဲ့တွေရောက်နေပြီပေါ့နော်အပြည့်ပြည့်ချင်းနဲ့ရောက်တာတောင်တော်တော်ကြာနေပြီပေါ့အဲ့လိုပုံစံမျိုးရှိတော့အဲ CEO လည်းထိုးစရာမလို CEO နဲ့လည်းကားစရာမလို့ဒီတိုင်းလေးတရားဝင်ဝင်ခွင့်ပေးရပါတော့သူတို့ တကယ်တတ်မှတ်ထားပါတယ်သူတို့တကယ်ဟိုဘယ်လိုပြောမလဲအဲယုံကြည်တဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်ဒါကြောင့်ပဲအာနာသိမ်းရပါတယ်ဆိုတော့ဒီတိုင်းပဲသွားပါတယ်ဆိုတော့ပုံစံမျိုးတွေအမှဒီဥပဒေ2008မှာပါတဲ့ဒီပြပနိုင်ငံသားတွေရောဒီပြည်တွင်းထဲမှာအဲလိုပုံစံမျိုးလုတ်ခွင့်မပြုတဲ့ဟာမျိုး तू ကသူ့ရဲ့အကျိုးစီးပွားအတွက် तू ထပ်ပြီးတော့အာနာတီမြဲဖို့အတွက်ဒီသူ့အကအကုန်ဒါတွေဥပဒေတွေပါပြင်ဆင်ပြီးတော့ तू က ဝင်ခွင့်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်။အဲအဲ့ဒါတွေတော့တွေ့နေရတာပေါ့နော်။ဒီနှစ်လဲဒါဟိုဟိုဒါစစ်တပ်ထဲကိုဟိုဆွဲခေါ်ဖို့ဝါဒဖြန်းတာ။စစ်တပ်ထဲကိုလာပြီးတော့တိုင်းမဲ့ကညာဆိုဒါတသားစစ်စုဖို့ဝါဒဖြန်းတဲ့ပုံပေါ့နော်။အဲ့မှာပြန်ပြီးပေါ့တတိအခုအပတ်စဉ်၁၇တိရောက်လာတဲ့အခါမှာသူတို့အမျိုးသားဒီယောက်ျားသားလူငယ်တွေတို့နိုင်ငံနှက်မှာပေါ်တာဆိုရင်ပုံစံမျိုးစုံနဲ့ဖန်နေဒါပေမဲ့အမျိုးသမီးတွေကိုမခေါ်သေးဘူး။အဲဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ပြင်နေတယ်။အဲ့ချိန်မှာအခုလိုမျိုးတစ္ဆာ ဘာသူတို့အသက်သာမျိုးဆက်တွေရောကျင်းဆက်တွေဆိုပြီးသူလှုပ်လာတယ်အဲ့မှာဘာကိုရည်ရွယ်ထားလဲဆိုတော့အခုပြန်ပြီးလေ့လာသုံးသပ်ကြည့်ရသလားဆိုသူတို့ကဒီအမျိုးသမီးစစ်မှုတန်းနေကြတော့ရုံးဌာနနောက်တန်းနေမှာပဲအားပြည့်ဖို့ကြည်ရွယ်တဲ့အခါမှာသူတို့တရင်အချက်လက်ပေါက်မှာကိုဆိုရင်လည်းအပြင်အရက်ပပြည်သူတွေအမျိုးသမီးတွေငယ်တွေကိုခေါ်မယ်ဆိုသူတို့လူလုံးမှုစိုးရင်လာကြည့်တယ်ကြည့်တဲ့အခါမှာကျတော့ဘာကိုတက်ဆမိလဲတော့ဒီစစ်သားတွေရဲ့တာသမီတွေ အမျိုးသမီးသမီးတွေကိုသူရဲ့သားမျိုးသမီးဟုတ်တယ်အမျိုးသမီးတွေကိုဒီနောက်ပိုင်းစစ်မှုတဲ့အပတ်စဉ်တွေမှာသူတို့ဆွဲခေါ်လာမဲ့အနေထားတဲ့ချီတယ်ဒါကြောင့်လည်းဒီလိုမျိုးဝါဒပြန်စကားတွေနဲ့စစ်မှုတဲ့ထမ်းဆောင်ကြဖို့ဝါဒပြန်မယ်စစ်သားတွေရဲ့မျိုးဆက်သားသမီးတွေကိုတထဲထဲမှုဝါဒပြန်မှုသူတို့ပြင်ဆင်လာတာလို့လည်းကြိုတင်ပြီးတော့ဝါဒကြိုဖြတ်နိုင်လို့လည်းဒါပြောလို့ရနိုင်တာပေါ့နော်ကျွန်တော်ဂျာတိုင်းမှာနည်းနည်းဖြတ်ပြောနေတာကျွန်တော်ငယ်တုန်းကလည်းအဲ့လိုပဲလေအော် ဗမာကကျွန်တော်တို့အရန်ကြိုက်ခဲ့တာမျိုးကြီးခဲ့တာမျိုးလည်းမရှိပါဘူးဒါပေမဲ့အဲငငယ်တုန်းကတော့အဖေမေနဲ့တွားရင်ဒါတွေပဲကြည်ရတယ်အခုကြီးမလာတခြားရွေးချက်ရွေးကြည့်လို့ရတယ်အဲတုန်းကညွန့်ဝင်းတို့ပါတော့တအားရိုက်ခဲ့တဲ့ခါကြီးအဖေနဲ့တအားများတော့အမေတို့ဆိုဒီအရတအားကြိုက်တယ်ဒီဒီအရတွေကဘယ်လိုပြောမလဲပညာမတတ်တဲ့အတိုင်းဝိုင်းပါဆိုလို့ရှိရင်တအားကြီး တော့ဟုတ်တယ်ဟုတ်တယ်သူအိုင်ကြီးလက်နေတွေကြီးလက်နေတွေညာရောင်းနေတဲ့ဒီအမှုပညာနဲ့ဒီဟာဂျင်းထဲလို့အရင်ကောင်းတယ်ကျွန်တော်တို့ကအဲ့ဟာမျိုးတွေနဲ့ကြီးလာတဲ့မျိုးဆက်ပြအဲ့လိုမျိုးဖြစ်နေရဆိုတော့ဟိုတကယ်တမ်းဒီစစ်ရေးဒီနိုင်ငံရေးဒီဟာအတိတ်ကပထဝီနဲ့တမိုင်းလို့ပြောရတယ်ကျွန်တော်တို့ပထဝီလဲဘာမှကောင်းကောင်းမသိရဘူးခင်ဗျာဟိုဒီတကယ်ခေပညာနဲ့ပတ်သက်လို့ physics ဒီဟာဒီမှာ chemistry ဒီမှာကောင်းလားဆိုလဲကျွန်တော်မျိုးစက်ကကောင်းတဲ့မျိုးစက်တွေမှာမပါဘူးတမိုင်းကြောင့်ဒီ ဘယင်နေနဲ့ပတ်သက်လို့လူမျိုးကြီးယဉ်ကျေးမှုနဲ့ပတ်သက်လို့သိလားဆိုလဲအာနေတယ်ဗျအဲအဲ့လိုနေတာပဲဒီလူမျိုးဒီ propaganda လောက်ခံရတဲ့အာလူတွေအတွက်အရန်အန်နေများတယ်ဘောနော်အေးပေါ့တခိတခါတော့ကတော့ဒီလို propaganda စကားတွေဟာအများကြီးလူလူကြောက်ကိုလွှမ်းမိုးမှုရှိတာဗောနော်ဒါပေမဲ့ဒီကနေ့ ID kit ဂျန်စီလူငယ်တွေနဲ့ ID kit တော်လန်ပြည်သူခင်မှာတော့သူတို့ရဲ့ဝါဒပြန့်မှုတွေကလူလူကြောက်မှာတော့ဘာမှအရင်တွမ်းမိုးတာနိုင်မှာတော့မရှိဒါပေမဲ့သူတို့တကယ်ယူရတာတော့ သူတို့တက်တွင်းနေတာလည်းသူတို့တက်နေခါကိုပဲအတိကတာဂတ်ထားမယ်လူလေအဲတုံ့တက်မိတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပဲထပ်ပြီးတော့အဲမေးနေတယ်အခုသူတို့ဝါရမြက်ကားတွေမှာဆိုတဲ့သစ္စာမျိုးစဲတွေပေါ့ညာဒီစစ်ကောင်းဆောင်မင်းအောင်လိုက်အဲအခုဆိုလဲပြောလာတယ်ဒါသစ္စာမဖောက်ကြဆိုသစ္စာမမဲကြဘူးဆိုပြီးတော့သစ္စာဆိုတဲ့အကြောင်းလေးအများကြီးပြောလာတာကိုလည်းတွေ့ရတယ်ဗလားအခုတော်လိုင်းအင်းလေးပြိမာဆိုလည်းလားစီးပြခန္ဓာလုပ်ပြီဆိုရင်ဒီမှာစီးပြစစ်ကြောင်းတွေမှာပါတဲ့စက်သားတွေအကုန်လုံးဟာတစ်ဆော်တိကျကိုဟိုဟုတ်လား ဟိုရွတ်စုကြရတယ်ဗောနအဲ့ကြသစ္စာလိကျတော့မှာလေဟုတ်လားအာဒါအကြောင်းအရာတွေပါလားဟုတ်လားစစ်သားဆိုတော့ကနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ့သစ္စာစောင့်နေရမယ်ဆိုတာပဲပါတယ်ဗောအဲ့ကြကိုယ်ဆိုရတဲ့သစ္စာကိုယ်ရွတ်ဆိုရတဲ့ဒီသစ္စာတန်ဖိုးကောအဲ့မှာဘလို့နားလဲလေသစ္စာစောင့်နေရမယ်ဆိုတာစစ်သားတယောက်သစ္စာစောင့်နေရမယ်ဆိုတော့ဘလို့ပုံစံမျိုးဖြစ်မလဲအဲ့ဒါလေနည်းနည်းတော့ပြောပြီးပြောပြီးပေါ့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတွေဒီနိုင်ငံအတွက်ဆိုပြီးမှတက်စာစောင်းတာမဟုတ်ဘဲနဲ့ သူကိုဂျိုးအတွက်တက်စာစောင့်ဟိုင်းနေတာပေါ့နော်အဓိကတော့ဒီဟာဒီလုပ်ငန်းစဉ်ကိုဒီဘန်းပြပြီးတော့တနည်းအားဖြင့်ဟိုပညာအားနည်းတဲ့လူတွေအတွက်ตัวตู้ตู้ด้วยค้านบะဖြစ်အောင်တတ်တည်ကိုဖန်တီးနေတဲ့ပုံစံလိုပဲကျွန်တော်နားလဲတော့အဲ့တော့ဒါနိုင်ငံတော်ကဒေါ်ကျူကျူလာတို့ဥမင်းအွန်လိုင်းတို့ဖြစ်ပြီးနိုင်ငံသားတွေကသူတို့အဲဟိုဒီအောင်ပြေဆုံးတို့ခင်တိတက်မုံတို့ဖြစ်နေတာပေါ့เนาะအတတီဒါရီကိုဆုံးကြောက်မှုဖြစ်နေတာပေါ့เนาะโอเคအဲ့တော့ဒါပဲ ပြင်းလဲလို့တဲ့မိကျင်တယ်ဒီစစ်ကောင်းတော်အခုအလားတူပဲဒီတစ္ဆာဆိုတဲ့အကြောင်းတရားပြောသူမှတရားတော်စစ်ငါတို့တရားတော်စစ်ကိုဆင်နွှဲနေတာငါတို့ကတရားတော်စစ်ကိုဆက်ပြီးအကောင်နဲ့ဆက်ချရမယ်ဆိုပြီးသူပြောနေရရှိတယ်ဗောနော်အဲ့ဒါတကယ်အမှန်တကယ်တရားတော်စစ်ဆိုတာဘယ်လိုမှမျိုးကိုပြောတာဘယ်ဟာကဘယ်လိုအကြောင်းညာတာလဲတရားတော်စစ်ဖြစ်မလဲဗောနော်ဒီကနေ့စစ်တပ်လုပ်နေတာတွေရောတကယ်တော့တရားတော်စစ်ဖြစ်ရလားအဲ့ဒါလေးလည်းနည်းနည်းအဲအခုလိုရှင်းပြပြပေါ့ အာတရားတော်စစ်ဖြစ်တယ်ဖြစ်ဘူးကတော့ပြည်သူရဲ့ထောက်ခံမှုတစ်ခုနဲ့တင်ကြည့်လို့ရတယ်ပေါ့နော်အာပြည်သူရဲ့ထောက်ခံမှုလည်းလုံးဝမရှိတော့ဘူးသူတို့ကအာဏာကိုမတရားသိမ်းပြီးတော့မှဒါပြည်သူကိုပြန်တိုက်နေတယ်ဆိုတဲ့အတရားတော်စစ်ဆိုတာအ မရှိတော့ဘူးပေါ့เนาะဒါပေမဲ့သူတို့အချင်းချင်းကြားထဲမှာတော့သူတို့ကဒါနိုင်ငံတော်ကာကွယ်တာအတိုင်းပြည်ကိုကာကွယ်တာဒါနိုင်ငံတော်တစ်ဆာဆောင်ရမယ်အတိုင်းပြည်ကိုတစ်ဆာဆောင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုံလုံနေပေါ့เนาะတကယ်တမ်းကြတော့ခုနညမပြောခဲ့သလိုပဲတရုတ်ကဒီလုံခြုံရေးကုမ္ပဏီတွေဒီနိုင်ငံသားတွေကိုလက်လက်ကင်ခွင့်ပြုပြီးတော့ဒီသူသူများနိုင်ငံအကျိုးရှိပါ့ကိုခုနိုင်ငံနေမှာကာကွယ်ဖို့အတွက်သူတို့အခေါ်လိုက်တာတွေရှိရဲဒါမျိုးတွေအတွက်ကိုကာကွယ်ပေးဖို့နောက်ပိုင်းကျရင်ဒီ လူမျိုးွားမျိုးတဲ့ဟာကတော်တော်ကြောက်ဖို့ကောင်းတယ်ပေါ့။အဲအဲ့လိုဟာမျိုးတွေအတွက်တို့မှအတွေးမရှိဘဲနဲ့ဒီကိုပြည်သူတွေအချင်းချင်းကိုဘလို့တက်ရမလဲပေါ့နော်။ဘလို့အချိန်မောရမလဲ။ဘာမှမကြံရင်ဒီတိုင်းပြည်လုံးကအုပ်ချုပ်လို့ရရင်ပြီးရောဟိုငါ့ကိုဆန့်ကျင်တဲ့ကောင်တေးကြဆိုရယ်ပုံစံမျိုးနဲ့အကုန်လုံးရဲရဲဆက်ဆက်ဟိုတက်ဖြတ်တာစကြောင်းထူးတာဟို အောက်ကလောက်ကတသားတွေကလည်းအဲသူတို့ခေတ်ဆိုရယ်ပုံစံမျိုးနဲ့လှုပ်ချင်တဲ့ပုံစံမျိုးတွေလှုပ်နေတာဟိုဘလို့နီးနေမှလည်း တရားတော်စီဆိုတာဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ပြီးတော့ခုနကပြောတဲ့တစ္ဆာလေးချက်ပေါ့နော်တစ္ဆာလေးချက်တည်းမှာဆိုအရင်ကအဲညီမမသားဘူးတာကြတော့သူကအရင်တော့နိုင်ငံတော်ဘယ်တစ္ဆာဆောင်တည်ဖို့အတွက်တစ္ဆာလေးချက်တည်းမှာပါတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းဒီအာနာရှင်တွေလက်ထက်ရောက်လာတဲ့အခါမှာနိုင်ငံတော်တွေတစ္ဆာဆောင်တည်လို့မရဘူးတက်မတော်ပါတစ္ဆာဆောင်တည်ရမယ်ဆိုပြီးတော့ပြောင်းလိုက်တယ်ပြောင်းပြီးတဲ့နောက်ပိုင်းအခုကြတော့ဘယ်လိုဖြစ်လဲဆိုတော့သူက နိုင်ငံတော်ကိုပါတစ္ဆာဆောင်တည်စရာမလိုတော့တမတော်ကိုတစ္ဆာဆောင်တင်ရပြီအာဘာတချုပ်ကြီးနေအာအမေကျူတို့အဲကောင်းစားရင်ရပြီအမေကျူတို့ကောက်ွယ်နိုင်ရင်တမတော်ကောက်ွယ်နိုင်တာပဲဆိုတဲ့ပုံစံပြစ်သွားတယ်လို့ရေးစားရတယ်ပေါ့နော်ဟိုဒါကတော့ဒီဒီ2017အပြောင်းလဲပေါ့နော်ကျွန်တော်ထမင်းသားတစ္ဆာမှာဟာလာငါတို့ဒီနိုင်ငံတော်အကြွေးတော့ထမင်းနေရင်မျိုးစားပြီးအဲ ဒီနိုင်ငံတော်ရဲ့ကျွေးတဲ့ဟောနော်ဒီနိုင်ငံတော်ပေါ်သက်သာဆောင်သည့်ယူတီပါပဲပေါ့နော်အဲ့မှာဒီဒီတချို့ဥမင်းအွန်လိုင်းတချို့ဖြစ်လာတဲ့အချိန်မှာဒီစင်တန်းကျောင်းနေအေးလိုက်လေးလာတဲ့အခါမှာဟာမရဘူးဒီနိုင်ငံတော်ပေါ်တင်သက်သာဆောင်တွေသူကသွားပြောလိုက်တာပေါ့နော်ဟုတ်လားနိုင်ငံတော်ကကျွေးတော်တမင်းနဲ့ဟင်းရောစားရဲ့နိုင်ငံတော်တွေမရဘူးတမတော်ပါဆိုပြီးတော့ထည့်ရမယ်တက်မလို့ပါတက်ဆောင်ဒီခိုင်ဒီကောင်းလေးကိုဆိုပြီးတော့နိုင်ငံတော်နဲ့တက်မလို့ပါဆိုပြီးတော့သူအဲ့မှာစပြည့်ပြီးတော့2017လောက်မှာစပြီးတော့ ခင်မင်းသားသက်စာအုပ်နဲ့သူပြောင်းလဲပြစ်ခင်းနေပေါ့နော်အဲအဲတော်သေးတာသူကမကောင်းတယ်လို့နိုင်ငံတော်နဲ့တက်မတော်နဲ့တော်ကျူးလို့မိသားစုပါတော်သွားတယ်တော်တော်တိတ်တိတ်ထဲထဲလို့မကောင်းတော့ဘူးပဲချုပ်ကြည့်မိသားစုပါတော်ဒီပြန်ချုပ်ပြောရရင်တော့ဒီဟိုမှာပေါ့ဟာလားเออกูรู้สุดเดวินเนาะแหละหรอสิต้าได้อ่ะสุดเดวินไนโนแลนโหโหถีบพี่တော့มาติสาสู้ออกล่ะเว้ยหรอติสาสู้ออกล่ะแล้วพอติสาดีเจมาเนี่ยด่าชินๆๆปาทาพี่ตาဖြစ်ပါတယ်ငါတို့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ့ဟုတ်လားစစ်သားတွေอ่ะ အာဒါသစ္စာဆောင်တည်ရမယ်ဘယ်ပေါ်လဲနိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်မှာသစ္စာဆောင်တည်အဲဆိုတော့ဒါသစ္စာဆိုတာကင်ထားတဲ့တက်တဲ့ဒီအတိုင်းမျိုးကာကွယ်ဖို့ပဲအာဒါဒါဟိုဗမာစစ်တပ်မှာမဟုတ်ဘဲနဲ့အဲတကဘာလုံးစစ်တပ်တွေလည်းဒီလိုပဲဖြစ်ပါဟုတ်လားနိုင်ငံတော်အတွက် self လုပ်ရမယ်ကာကွယ် defense လုပ်ရမယ်ပေါ့ဒါပဲဒါမှန်ကန်တဲ့သစ္စာဆောင်တည်မှုပဲပေါ့နော်ပြည်သူကိုကာကွယ်ခြင်းရာလေဒါစစ်သားတွေရဲ့မှန်ကန်သောသစ္စာဆောင်တည်ခြင်းလို့ကိုလိုနားလေတယ်ပေါ့အဲ့ကြတော့ဒီကိုလိုအင်လီဂျင်ထိုင်းနိုင်ငံမှာဆိုလို့ဟုတ်လားတွင်ခဲ့တဲ့ ငါးနှစ်၆နှစ်လောက်ကသူတို့ contact ခုမှာစစ်သားတယောက်ကပြစ်ခတ်မှုဖြစ်တယ်ဗောနော် တောင်းနေတနက်ယူပြီးထွက်ပြီးပြည့်တဲ့ခါမှာသူတို့စေဦးစီးချုပ်ကပြောတယ်ပြည်သူတောင်းပန်ရင်လည်းဟိုတနက်ကင်ထားပြီးတော့တနက်ပြောင်းအောင်ပြည်သူပြန်လှည့်တဲ့အချိန်ကသူစစ်သားမဟုတ်တော့ဦးတဲ့သူပြစ်တက်ဖမ်းလိုက်တာဗောသူပြည်သူလှည့်လိုက်တဲ့အချိန်ဆိုရင်သူကစစ်သားမဟုတ်တော့ဒါဆိုရင်သူအကြံဖက်သမားဖြစ်သွားပြီဟုတ်လားစစ်သားတယောက်ကတိုင်းပြည်ကိုကာကွယ် တိုင်းပြည်အကျိုးကိုဥသူဥသူဆံမဲ့ထမ်းရတဲ့အချိန်သာလေးစစ်သားဖြစ်တယ်တနက်ပြောင်းကတူတူရောက်ရဲ့အမိန်ကြောင့်ပြည်သူပြန်နေပြီဆိုတော့လေဒီစစ်သားမဟုတ်ဘူးဖွဲ့စည်းရဲ့မဟုတ်နိုင်တော့ဘူးနော်အဲဒါကြောင့်သူတို့ဆင်းရဲနေစစ်ဟာလေဘယ်တော့မှပြည်သူပြန်ပြီးတော့ဆင်းရဲနေစစ်ဟာတရားတော်စစ်ဆိုတာမဖြစ်နိုင်ဘူးနော်အခုကဘာကြီးပြန်ကြည့်မယ်အခုဆိုရင်လက်တော်ယူကရိန်းစစ်တို့ပါလို့ဆိုအခုတို့ကြည့်လို့ရဟုတ်လားဟုတ်လားရုရှားနဲ့ကျူးကျော်လာလို့ရုရှားကနေသူများနိုင်ငံနဲ့ကျူးကျော်လို့အခုတို့ပြည်သူလက်ထဲမှာတရုတ်ကလည်းကျူးကျော်ကြည့်ပါလားအခုတို့အားလုံးပြန်ပြီးတော့ ဟိုဇင်းတို့ဒိန်လိုဟာမျိုးတိုင်းတစ်ပါးကနေပြီးတော့ကိုယ်နိုင်ငံကျူးကျော်ပြီးကိုပြည်သူနှိပ်ဆက်ကလူပြုတ်လာလို့ပြန်လေခုခံခြင်းဟာတဲ့ဒါစစ်မှန်တဲ့တရားသောစစ်လူတာပြောလို့ရဒါတရားသောစစ်ပဲဖြစ်တယ်ကိုယ်နိုင်ငံကျူးဒီအခုလက်ရှိစစ်ကောင်စီလုပ်နေတာမဟုတ်ဘူးတိုင်းပြည်ပြည်သူရွေးတော်တဲ့အစိုးရကိုဟိုအဓမ္မဖန်စီဖယ်ချပြီးတော့မှပေါ်ပေါက်လာတဲ့ပြည်သူတရားလုံးကစန့်ကျင်နေတာဟိုတနက်ကင်ပြီးဖြစ်ချင်းပြီးပြည်သူဥတီတိုင်းနေတာတရားတော်စစ်ဖြစ်နေတာမဟုတ်ဒါဒီအကြမ်းဖက်စစ်ပဲဖြစ်တယ်ဗောနော်ဒါတွေကိုလည်း ဒီစစ်ကောင်စီတပ်တွင်းကတမတော်သားတွေတိမြင်နားလေးစေခြင်းနဲ့နောက်တစ်ချက်ကအစောနာပြောလို့ဟုတ်လားသူတို့ပရိုပဂန်တွေဖြန့်နေတယ်သူတို့တွေနာမဟုတ်တော့သူတို့ရဲ့သားသမီးတွေကိုပါစစ်တပ်တထည့်ပြီးတော့သူတို့ကိုကြိုးအတွက်ထပ်ပြီးဂျင်းမျိုးဆက်ထပ်မွေးဖို့ပြင်နေကြီးဒါတွေကိုလည်းအဲသဘောပေါက်သိမြင်ကြဖို့ပေါ့နော်တစ္ဆာတရားဆိုတာပါလေတစ္ဆာစောင့်ကြည့်မှာဘယ်အကြောင်းညာလဲဒါတွေဒီအထက်ရလူတွေပုံသတိပေးချင်ဟုတ်တယ်ဟုတ်လားသူတို့ရဲ့အဓိကရွေးချယ်တာဆက်လို့မရအောင်လဲအစိုးရကလှုပ်ထားပြီးလှုပ်ထားပြီးသားဖြစ်တယ်ပြီးတော့ ဒီဟာမှမရွေးရင်ရွေးချက်တွေမရှိတော့ဟုတ်တယ်ဒါထပ်ပြီးတော့ဖန်ပြီးလိုက်တာလေပေါ့နော်ဟိုစစ်သား music တွေကိုစင်ငယ်စင်ငယ်အသုံးချဖို့သူတို့ပြင်ဆင်လုပ်ဆောင်နေပြီပေါ့နော်ဒါတွေကိုအမှန်နဲ့အမှန်ကိုသိမြင်ကြဖို့လည်းဘယ်ဟာအမှန်ကန်တော့သိတာဆောင်ရင်းနေဆိုတာကိုဖွဲ့ပြားနားလည်ကြဖို့ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့စစ်တပ်တွေက star တွေကိုလည်းဟိုတရင်ကပါနေပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါ